ဆရာမဒေါခေဆိုင်ကြီးကိုလိုင်းပေါ်မှာရန်ကုခေဆိုင်ကြီးရန်ကုခေဆိုင်ကြီးလို့ပြောနေကြတဲ့ဟိုဒေါက်တာသဟိန်းတို့ဤကဲတင်ဖွဲ့ရှိတယ်ဗောနော်အဲ့ဒါနဲ့ဒေါခေဆိုင်ကြီးကုတာရာရန်တန်ကုတာရာဟုံဟုတ်လိလာတဲ့အနေနဲ့ဒုနာတွေကိုခေါ်တွေ့ကြည့်တယ်ဗောဗျာဒေါခေဆိုင်ကြီးလက်တကိုင်ကုတာယုံနဲ့တည်းတတ်တာသွားတဲ့လူနာတွေကရာဂိုင်တို့အပြည့်ရှိပြီးတော့ဒီအရှင်းပြောက်ကင်းတဲ့လူနာတွေကလည်း တော်တော်များများရှိတယ်။ဥပမာ90ရာခိုင်နှုန်းကျော်တယ်။ယူပစ်တလူကိုပျောက်သွားတော့။အဲအဲ့ဒီထဲမှာမျက်စိနဲ့ပတ်သက်ပြီးပြောရရင်ဟိုမျက်စိအထုကုဆရာဝန်ကြီးတွေလောကလက်လျှော့လိုက်ပါပြီလို့အာမတန်မန်လျှော့လိုက်တဲ့လူနာတွေတော်မှဒေါက်ကင်ဆိုင်နဲ့တခါကုယုံနဲ့ပျောက်ကင်းသွားကြတယ်။အဲတခြားယောဂါဆိုရင်နိုင်ငံခြားသွားကုရမယ်။ ဒီမှာပညာရှင်မရှိဘူးအနည်းဆုံး3500ကုံပဲအဲ့ဒီယောဂါလည်းဒေါက်တာဆိုင်နဲ့တစ်ချိန်ပဲကုရသေးတယ်ဟိုပကတိနီးပါးဟိုကောင်းသွားတာပေါ့နော်အဲ့တော့ရန်ကူလို့အပြောခံရတဲ့ဒေါက်တာဆိုင်ကြီးကယောဂါတွေပျောက်ကင်းအောင်ကုသနိုင်ပြီးတော့ဒေါက်တာဆိုင်ကြီးကိုရန်ကူလို့ပြောတဲ့ဒေါက်တာသဟိန်တို့ဟိုမေးချင်တာပေါ့နော် အခုဒေါက်ကင်ဆိုင်ထံရောက်လာတဲ့လူနာတွေထဲမှာသူကုဆရာဝန်ကြီးတွေလက်လျှော့လိုက်တဲ့ဝေဒနာရှင်တွေပါတယ်အဲသူတို့တွေကချိန်ကုတာနော်တေချာကို ချိန်ပြီးတော့ကုတာရန်တံမီကုတာမဟုတ်တော့ဆက်ရန်တရားတွေနဲ့မှန်ဘလူးတွေနဲ့ကိုချိန်ပြီးတော့ကုတာเนาะချိန်ပြီးကုတဲ့သူတွေကယောဂပျောက်ကင်းဖို့နေနေတာသာဝေဒနာလေးတောင်မတက်တာပဲရန်ကုတဲ့သူကဝေဒနာတက်တာယုံနေမဟုတ်ပဲနဲ့ အရှင်းပြောက်ကင်းတဲ့အထီကိုကုသနိုင်တယ်ဆိုတော့တဏ္ဍသမဥပမာနဲ့ပြောရရင်ရမ်းပြက်တိုင်းမှန်းနေတဲ့သူရဲ့ချိန်ပြက်တိုင်းလွဲနေတဲ့သူရဲ့နှစ်မျိုးရှိတာပေါ့နော်ဒေါက်ခင်ဆန်းကြီးရဲ့ကုသမှုကပြစ်လိုက်တဲ့တဏ္ဍကပဲစွမ်းနာလာပေါ့ထွက်သွားတဲ့ကြည်စံကပဲမျက်စိပါလို့သခင်အလိုကြ ပြစ်မှတ်ကိုတက်တဲ့အရောက်သွားတာလားချိန်ကုတဲ့ဆရာဝန်ကြီးတွေကတနက်ကိုကမစွမ်းတာလားပြစ်လိုက်တဲ့ကြည်စံကမျက်စိမပါလို့လွဲချော်သွားတာလားဒီလိုမိကုံထုတ်เสียဖြစ်တော့ဗောနော်။နောက်ဦးဇင်းတို့တိုင်းစေလောကမှာကြတော့ဂတိတစ္ဆာတည်သောခါဝဲဩဇာလေးနဲ့ပေါ်စီတက်၍ຫນွယ်မြတ်တစ်ပင်စေဘဝင်ဤတဲ့ကရုဏာတွေမေတ္တာတွေစေရနာတွေတစ္ဆာတွေကိုဖះရက အကြောင်းမဲ့ဟောခဲ့တာမဟုတ်ဘူးဘုဇင်တရားခုနှစ်ပါးဟာစေကုသတဲ့နေရာမှာ စေဘဝင်ပစ္စည်းအဖြစ်သွမ်းတယ်လို့ဆေးဆရာကစေတနာမေတ္တာတွေတစ္ဆာတွေကရုဏာတွေကြီးမားရင်လည်းစေဆွမ်းတတ်ပါတယ်အဲ့တော့ဒေါခင်ဆိုင်ကြီးက စ္စာတွေမေတ္တာတွေသေရဏာတွေကရုဏာတွေပြည့်ဝနေလို့ဆေးဆွာနေတာလားအထုကုဆရာဝန်ကြီးတွေကတစ္စာတွေမေတ္တာတွေသေရဏာတွေကရုဏာတွေကင်းမဲ့နေကြလို့ဆေးမဆွမ်းကြတော့တာလားဒေါက်တာသဟိန်တို့ပြည့်စည်ရှင်ပါတယ်ဗျာဥစဉ်တွေ့ရှိထားတာတော့မနှဲပါဘူးဗီဒီယိုဖိုင်နေတဲ့ဒေါက်တာသဟိန်တို့ကြည့်ပြီးတော့ပါပြီဟိုကိုဇော်တို့မတမ်းများတို့လို့ အင်လူနာတယောက်မှမပါပါဘူးဗျာအဲနောက်ဆုံးအနေနဲ့မေးကျင်တာကရမ်းပစ်တဲ့သူကမှန်းနေတာဘာကြောင့်လဲချိန်ပစ်တဲ့သူကလွဲနေတာဘာကြောင့်လဲချိန်ပစ်တဲ့သူကိုယ်တိုင်ကမျက်စိမပါလို့လားဒေါက်တာသဟိန်းတို့ဤကဲ့ င်းအဖွဲ့ဖြစ်ပေးပါဒီနေ့အရန်မဲ့စိတ်မကောင်းစရာသတင်းတစ်ခု BBC ကတင်တာကိုဖတ်မိလိုက်တယ်လုံးဝကိုစိတ်မကောင်းဘူးဒီတမားတော့ဒေါခင်ဆန်းရီကိုတဲ့အမှုဖွင့်တာတဲ့တဲ့ဒီဆရာဝန်ဒေါက်တာသက်ဟိန်းနဲ့သူတို့ကနေမကျေနပ်လို့ဒီ license မရှိဘဲနဲ့အာ စေကူတာခွင့်လိုင်စင်မရှိဘဲနဲ့လိုင်စင်ဆိုတာလည်းဒီတိုင်းရင်သမားတော်အနေနဲ့လိုင်စင်မရှိဘဲနဲ့ဖွင့်လို့ဆိုပြီးတော့သူ့ကိုတရားစွဲတယ်အဲ့တော့ဒီဒေါခင်ဆန်းရီးတဲ့တော်တော်အောင်မြင်တဲ့ဆေးဆရာမပဲတိုင်းရင်ဆေးဆိုတာလေကျမတို့နိုင်ငံမှာလိုအပ်တယ်ရှေးအစဉ်လာတိုင်းကုသပေးနေတဲ့ဒီဆရာတွေဆရာမတွေလေမြန်မာပြည်မှာလိုအပ်နေပါတယ်အဲ့ဒါဒီ ဒီဆရာမလေးကအောင်မြင်တယ်အောင်မြင်တော့သူတို့အဲ့ဒီမှာဒီဆရာဝင်ဘွဲ့ရတွေကသူတို့စီမှာကြတော့လူနာမရှိဘူးဘာဖြစ်လို့ဒီတန်းရင်ဆရာမလူနာတွေထောင်ချီပြီးတန်းစီနေရလဲဆိုအဲ့ဒါသူမကျေနပ်ဘူးထင်တယ်သွားပြီးတိုက်ခိုက်တော့ဟိုကလည်းစွာတယ်ဟိုကလည်းပြန်ပြီး challenge လုပ်တယ်တယ်အစိတ်ဆိုးပြီးတော့ဒီဘက်ကဆရာဝင်ဘွဲ့ရတဲ့လူကနေပြီးတော့ဟာဘွားနေတာပဲ Facebook မှာတက်လာတာကျမလည်းလို့ ော့ကြော့သွားတယ်ဘာဒီဖြစ်နေမှမသိအခုကျတော့တရားဆွဲတယ်တရားဆွဲပြီးတော့ဒီဒေါခင်ဆိုင်ကြီးကကြောက်တာပေါ့မရင်ဆိုင်ရဲဘူးဆိုတော့အခုတခါတရခံပြေးဘူးရမ်းပြေးဆိုလုတ်တယ်ဆိုတော့အဲ့ဒါပညာတဲ့အချင်းချင်းမလုတ်သင့်ဘူးလေ ကိုကလည်းပညာသေးပဲကိုကလည်းပညာသေးပဲနော်ဒေါက်တာသဟိန်ကိုပြောချင်တာကိုကနော်ဟိုအနောက်ပိုင်းအနောက်တိုင်းဆေးပညာဘွဲ့ရဆရာဝန်ကြီးဆိုရင်လေကိုကရင့်ကျက်ရမယ် နော်ပညာရှင်ဆန်ရမယ်ဘာဖြစ်လို့နော်ဒီတိုင်းရင်းဆေးဆီယာမကိုတက်တဲမဲမဲရံညိုးကြီးစွာနဲ့တိုက်ခိုက်နေတာလေနော်အဲ့တော့ဒီတိုင်းရင်းဆေးဆီယာမလည်း तू ကလည်းဆရာကြီးတယောက်ရဲ့တပည့်တိုင်းရင်းဆေးဆိုတာပြောပြမယ်မြန်မာပြည်မှာအင်္ဂလိပ်တွေမရောက်ခင်ကတည်းကဟိုးရှေးကတည်းကကျမတို့အဖိုးအဖွားတွေဖြစ်တယ်မင်းနေပြည်တော်မှာရော ရှမ်းပြည်ကစော်ဘွားနန်းတော်တွေမှာရောပဲအရွက်သေးရွာတွေရောတိုင်းရင်းဆေး ညာနဲ့ကျမတို့မြန်မာပြည်အသက်ရာကျော်နေခဲ့ရတာရှေးကအခုခေတ်ကြမှာအင်္ဂလိပ်ဆရာဝင်နေတဲ့ကုတော်မှာအသက်ကရာကျော်မပြောနဲ့60ကျော်ဖို့တောင်မလွယ်ဘူးဆေးရုံတွေသွားရင်လည်းတလွဲကူတာတမျိုးဆရာပတ်စံတောင်းတာတမျိုးဆရာဝန်တွေကအော်ရာဆူတာတမျိုးအဲ့လိုမျိုးမျက်နှာမျက်နှာလေးနှိမ့်ချပြီးကုပြီးတော့ငွေတွေပုံထုတ်ကုလဲ တေကြတဲ့အလုပ်မဟုတ်ဘူးကျမ်းမာရေဝင်ဆောင်မှုကမြန်မာပြည်မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒီအချိန်မှာတိုင်းရင်းစေးပညာကငွေလေးတက်တက်တာတာနဲ့လူတွေကလည်းအားကိုးလို့သူ့ရဲ့ရာဇဝင်မှာလည်းပျောက်တဲ့လူရှိတယ်တက်တာတဲ့လူရှိလို့ကုနေတဲ့ နော်တိုင်းရေးဆိတ်ဆရာမအောင်ဘာဖြစ်လို့ဒီလောက်တောင်ရန်ညှိုးထားပြီးတော့ BBC သတင်းထီရအောင် တရခန့်ပြေးဖြစ်အောင်လုပ်ရတာလေတရခန့်ပြေးဆိုလို့သူကဟာဟိုဆေးရုံမှာမဟုတ်တာလုတ်ပြီးတော့ဟို စေကူတာမှုလွဲမပြီးလူနာတေသွားလို့တရားဆွဲထားတဲ့တရားခံပြေးလာ မဟုတ်ဘူးเนาะယာဒူးတွေရှိပြီးတော့လက်တွေစားလို့လက်တွေစားလို့ငုံမို့ရင်လူတွေကိုရန်လှုပ်လို့လက်တွေခါတဲ့သိမ်းပေါင်းခါတဲ့တောင်းများစွာဟိုနိုင်ငံစီကနေခိုးပြီးစားပြီးထွက်ပြေးနေတဲ့တရားခံပြေးလာမဟုတ်ဘူး နော်လူတွေစီကလိန်လိန်လဲဖြာရောက်တဲ့လူလဲမဟုတ်ဘူးသူဘာသူရိုးရိုးတတသူပညာနဲ့သူတတ်ထားတဲ့ပညာကလည်းဆရာကြီးရှေးဆရာကြီးနောက်သူတို့ကကချင်ပြည်နယ်ကကချင်ပြည်နယ်ကဆေးတွေကစွန့်နေနော်တိုင်းရင်းဆေးဆိုတာကျမတို့အင်္ဂလိပ်ဆေးပညာမသိတဲ့ပညာတွေလည်းရှိတယ်နော်ဒီရင်းဆိုတာကသူတို့ သုံးတဲ့ဒီမိုးချိုးသွားဆိုတာလေ electric magnifying တတ်တူ နော်ဒါမျိုးဆိုအခုဆိုရင် ကျမစီလာရောင်းနေအမလေးဒီဒီအပြသိန်း90သိန်း100အဲ့ဒါတရုတ်ပြည်အနောက်နိုင်ငံကနေဒီဒီမှာခြေတော့တင်လိုက်ရင်ဘာယောဂပြောက်တဲ့ဒီဓာတ်တွေကနော်လာကဘာဟိုပြန်လာတဲ့လူတွေကုတာမြေကြီးမနှင်းလို့ဓာတ်တွေဖြစ်တာဆိုအဲ့ဆိုရင်မြေကြီးနေ့တိုင်းနင်းမှာပေါ့သိန်း90တရာနဲ့ဒီဆေးအပြကြီးကိုတက်နင်းနေတယ်ဒီအဲ့လိုမျိုးဆေးပညာတွေကအရန်ထုံးကားနေတယ်နော် ရှာပတတုတွေဒီလောက်အဖိုးတန်နေတာဒီကောဒီရှာပတတုတွေဒီမြေကြီးတွေကတတုတွေကတခုတခုတို့က magnifying တလေးတွေလွန့်ပေးပြီးတော့ enough တွေပြင်ပေးတာကုသတာတို့ရှိတယ်ဒီဒီပညာတွေကဟိုအနောက်တိုင်းပညာမှာအခုမှရှာဖွေနေတော့အခုမှ ဒီဆေးရွက်တေးဆေးဒီ organic เนาะနောက်ပြီးလို့ရှိရင်နောက်တိုင်းပညာမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် America မှာအကုန်လုံးเนาะဆေးဖြားလေးတွေဆေးရွက်ဆေးဒီလေးဟို traditional remedy လေးတွေဆေးလုံးတွေထုတ်ပြီးရောင်းနေကြပြီเนาะကျမတို့စီမံငကိုကလေးကရှိနေတယ်ကျမအဖွားသွေးဆေးဆိုရင်လေဟိုနေ့ကအိမ်ကလူအိမ်က ဟိုထမင်းချက်လေးကန်ကောင်းလို့သွေးတွေတိုးတာလေးသူ့ကိုခါတဲ့ဒီ anti hypertensive လက်တိုက်တယ်နောက်ပြီးလို့ရှိရင်နောက်ဆုံးအမင်းလည်းစီးဆေးလက်တိုက်တယ်เนาะအဲ့ဒါတောင်မှမရဘူးခါတဲ့ခြေပြားလက်ပြားတွေချွေးပြန်ပြီး shock ဖြစ်လာလို့ကျမအဖိုးသွေးဆေးကျမတောက်နေကြကျမအဖိုးအဖွာမင်းတို့မင်းလက်ထက်ကလေးကသုံးတဲ့သွေးဆေးကြီးကိုငါးလုံးဝါးစားလိုက်တော့မှချက်ချင်းမိနစ်ပိုင်းတွင် ဒီသွေးတို့ကကြပြီး at least shock ကိုကာကွယ်လိုက်နိုင်တယ်မြန်မာဆေးပညာအင်မတန်အဖိုးတန်ပါတယ်အဲ့တော့ဒီတိုင်းရင်းဆေး तू ကဘွဲ့မရပါမယ် तू ကသူ့ဆရာရဲ့လက်မှတ်နဲ့ကုနေတာအဲ့ဒါကိုဒီဆရာဝင်တွေကအဲ့သူ့ဆရာကိုပိတ်ခိုင်းလိုက်တယ်ပိတ်ခိုင်းပြီးတော့ဒီကလေးမလေးကိုတရားစွဲတယ်အဲ့တော့သူ့ဆရာကပြောရမယ်မပြောလဲတိုင်းရင်းဆေးပညာဌာနကနေပြီးတော့ honorary ဘွဲ့ပေးရမယ် နော်သူကုထားတွေကိုကြည့်သူ့ကိုမေးလိုက်သူလှုပ်ထားတာတွေဘယ်နဲ့ဘလောက်ဘလောက်အောင်မြင်တယ်သူ service ပေးနေတယ်ဆိုရင်သူ့ကိုဂုံထူးဆောင်ဘွဲ့ကိုချက်ချင်းပေးလိုက်လို့ရတယ်ရလို့ရှင်ဘွဲ့ပေးလိုက်တာနဲ့သူတရားရုံးကိုရင်ဆိုင်စရာမလိုတော့ဘူးသူကလည်းဘွဲ့ပေးတဲ့နေပြီနော်တိုင်းရေးဆေးဆရာဆရာမလက်မှတ်တွေတောင်းချီထုတ်ထားတဲ့အဲ့ထက်ကလူတရားလားတထောင်လားဘယ်နဲ့ရောက်ကဆေးကုနေလဲ နော်လူနာတွေကိုအကျိုးပြုနေလဲနော်ကျမတို့ဆရာဝန် MBBS တွေဘယ်နှသားဖွင့်နှသိမ်းထုတ်ထားပြီးပြီလဲအဲ့ထက်ကဘယ်နှယောက်ကစေယုံနေစေကန်းနေမှာအကျိုးပြုနေလဲနော်ဟာဒီအကျိုးပြုနေလဲအကျိုးမပြုအကျိုးအကျိုးပြုလဲသူတို့စီမှာလူနာဘယ်နှယောက်ရလဲဘယ်နှယောက်အောင်မြင်မှုရှိတယ်လဲနော်ဒီဒေါခင်ဆိုင်းကြီးဆိုသူ့မှာအောင်မြင်မှုတွေရှိနေတယ်။နောက်သူလောက်တာလဲလုံးဝ ဟိုမျက်လုံးကိုဖောက်တာလည်းမဟုတ်ဘူးသူကသူဘေးကနေပဲဟိုမိုးချိုးသွားလေးနဲ့ဆွဲတာသူ nerve stimulation လုပ်တယ် nerve တည်းကနေ impulse လေးတွေလွတ်တယ်သူနီးနေသူရှိတယ်နော်နော်နောက်ပြီးတော့တိုင်းရင်စင်းနောက်တချို့တွေမယုံမရှိနဲ့မန်းနာနဲ့လည်းပျောက်တယ်နော်မန်းနဲ့ဂါထာတွေလည်းရှိတယ်ဒီရှေ့စေပညာအင်မတန်အစစ်ရှိပါတယ်လေ့လာကြပါ research လုပ်ကြပါလောလောဆယ်အောင်မြင်နေတဲ့ ဒီဒေါ်ခင်ဆိုင်ကြီးကိုလေတရားမစွဲကြပါနဲ့ဂုံဒူးဆောင်ပွဲပေးလိုက်ပါဒီဂုံဒူးဆောင်ပွဲဆိုတာတချို့တွေဆိုခါတဲ့ဟိုအာအာရရတထေးပွဲတွေရှောက်ပြီးတော့ယူနေကြတယ်မလားဒေါက်တာပွဲကိုခါတဲ့ပတ်စံပေးပြီးနိုင်ငံခြားကဝယ်နေကြတယ်မလားတကယ်လဲပညာမတက်ဖဲနဲ့အွန်လိုင်းကနေဟိုဟာလေးဖြည့်ဒီဟာလေးဖြည့်ပြီးတော့ပတ်စံပေးလိုက်ဒေါ်လာ၄000ပေးမလားသိန်း100 200ပေးလိုက်တာနဲ့ဒေါက်တာပွဲဒေါက်ထရိတ်တို့ဒေါက်တာတို့ပေါမပေါ့ သူကကြတော့ဂုံထူးဆောင်ကိုအလိုလိုကိုပေးရမယ်တချို့ဆိုရင်ဟိုဒီငိမ့်ချရေးနိုဘယ်ဆုတို့ဘာလို့ပေးတယ်ဆိုတော့ဘာမှလောက်တာမဟုတ်ဒီလိုနောက်တချို့ဆိုလို့ရှင်သူလောက်ထားတာတွေအောင်မြင်နေတယ်ဟာလာဘီလ်ဂိတ်တို့ဆိုရင်ဘွဲ့မရပေမဲ့ချက်ချင်းဟာဗတ်ကဂုံထူးဆောင်ဘွဲ့ပေးလိုက်တယ်ဘာကြောင့်သူအောင်မြင်လို့တာနော်ဒီလောက်တောင် ကဘာကျော်နော်ကွန်ပျူတာကမ်ပဏီတည်ထောင်တာပေါ့အဲ့တော့ဂုံတူးဆောင်ဘွဲ့ပေးလိုက်ကြပါကျမရဲ့ဝင်ကြီးကိုလည်းတောင်းပန်ပါတယ်တိုင်းအစ်စိတ်ပညာဌာနကိုလည်းတောင်းပန်ပါတယ်ဒီဒေါက်တာသက်ဟိန်လည်းတော်ပါတော့ပညာရှိတဲ့လူဟာငြိမ်ရမယ်နော်ဒီဒီဒီဒေါက်ခင်ဆိုင်ကြီးကလည်းတောင်းပန်တယ်ပြောတယ်အေးသူ့ကိုသွားစတော့လေသူကလည်းစွာအသူလည်းတောင်းပန်တယ်ဆိုကိုကလည်းချင်အေးနောက်ပြီးတော့ကျန်တဲ့လူနာတွေအကျိုးပြုအောင်တော့ သူဆက်ပြီးတော့လောက်ပါစေဖုံးတော်ကြီးတွေကလည်းကာကွယ်ပေးထားတယ်ဖုံးတော်ကြီးတွေကလည်းယုံကြည်တယ်သူပညာကိုလူနာတွေကလည်းသူ့ကိုကုကျင်ကြတယ်ကုကြပါစေတဏ္ဏတော့တက်တာပါစေတချို့ဆရာလူနာတွေဆိုဆရာဝင်မျက်နှာမြင်တာနဲ့ဆရာမျက်နှာမြင်တာနဲ့တောင်တဝက်တက်တာရှိပါတယ်နော်မမ်းမုတ်ပြီးကုတာနဲ့တောင်ပျောက်တာတွေလည်းရှိပါတယ်အဲဒါကြောင့်မို့အားလုံးကြည်မနေကြပါနဲ့ကျမတို့စိတ်မချမ်းသာဘူးเนาะဒီလိုသမားတော်လေးပေါ့เนาะ ဒုက္ခမြဝင်ရပြေးလို့ဟိုပြေးဒီပုံဖြစ်နေရတယ်ဒီဘက်ကဆရာဝင်ရတယ်ဆရာဝင်ကြီးဖြစ်ပြီးတော့အရာမဲ့သူများကိုတိုက်ခိုက်နေတယ်ဆိုမကောင်းဘူးပညာရှိပြီပြီးနေကြပါနော်ပညာရှိပြီပြီးနေကြပါနော်တည့်ရွက်တွေများရင်ခိုင်းရညွတ်တယ်ပို့ပြီး